ထမြောက်ရချမ်းခန်းကြီးဆက်ချဂျပန်ဤတီလာအမျိုးသားပြိတက်အပေါင်းတို့သည်အေလန်အရက်မှထွက်၍ခရီးသွားကြ၏အေဂိုတို့ပြည်မှထွက်သွားသောနောက်ဒုတိယလ15ရက်နေ့တွင်အေလန်အရက်နှင့်တိနာတောင်ဆက်ကြမှတိန်တော်သို့ရောက်ကြ၏ထိုတော်၌ဤတီလာအမျိုးသားပြိတက်အပေါင်းတို့ကငါတို့သည်အေဂိုတို့ပြည်၌အမဲသားချက်သော အိုကေနာမှာထား၍ဝါစွာစားရသောအခါထာဝရဖျားလက်တော်ဖြင့်ပေလင်တာ၍ကောင်း၏ယခုမူကဤစည်းဝေးလက်ရှိသောလူအပေါင်းတို့ကိုငတ်မွန်ခြင်းအဖြစ်တက်လို့တော့မှာဤတော့အရက်တော့ဆောင်ခဲ့ပြီတကားဟုမောရှင်နဲ့အာရုံကိုအပြစ်တည်ရဲ့မိတန်းလက်ဆိုကြ၏ထောခထာဝရဖျားကကြိရှုလို့ငါသည်တင်တို့အဖို့မိုးကောင်းကင်က မုတ်မိုးကိုရွာစီမိလူတို့ဒီနေ့အတိုင်းထွက်၍တနေ့စာလောက်အောင်တင်းယူရကြပြီငါဤတရားအတိုင်းကြည့်မိလို့မကြည့်လို့ထိုတုတ်တော်အဖြစ်သူတို့ကိုငါစုံစမ်းမိနေ့တိုင်းတင်းယူတော့အရာထက်6ရက်မြောက်တော့နေ့နိုင်နှစ်ဆကိုတင်းယူ၍ပြင်ရကြမိဟုမောရှိအား မိတ်တော်မူ၏မောရှိနှင့်အာရုံတို့ကလည်းထာဝရပြားသည့်တင်တို့ကိုအဲဂုတ်တို့ပြည်မှနှုတ်ဆောင်တော်မူသည်ဟုယနေ့ညဥယံ၌တင်တို့တိကြလိမ့်မည်နနက်ယံ၌လည်းထာဝရပြား၏ဘုံတော်ကို မြင်ရကြလိမ့်မည်ထာဝရပြားကို အပြစ်တင်လက်မြည်တမ်းကြသောအတန်ကိုကြားတော်မူ၏ငါတို့ကိုအပြစ်တင်လက်မြည်တမ်းစီခြင်းကငါတို့တည် အဘိတုတ်တော်သူ ဖြစ်တနည်းဟုဤတေလအမျိုးသားအပေါင်းတို့အားဆိုလေ၏တဖန်လဲမောရှိကထောက်ရပြသည်ညာဦးရန်နဲ့တေတို့စားစီရာအမဲသားကိုလကောင်းနန်းနဲ့ရန်နဲ့ဝါလောက်အောင်မုံကိုလကောင်းပေးတော်မူသောအခါဤစကားပြေဆုံးလိုက်ပြီတင်တို့သည်အပြစ်တင်လက် မိတန်းကြသောအတိုင်းကိုထာဝရဖေဟာကြားတော်မူပြီးငါတို့သည်အဘက်တုတ်တော်သူဖြစ်သည်နှင့်တင်တို့သည် အပြစ်တင်လက်မိတန်းကြသောစကားသည်ငါတို့ကိုမထိမခတ်ထာဝရဖေဟာကို ထိခိုက်သည်ဟု ဆိုလေ၏တပံတင်တို့သည် အပြစ်တင်လက်မိတန်းသောအတိုင်းကိုထာဝရဖေဟာကြားတော်မူသည်ဖြစ်၍အထံတော်သို့ ချင်းကပ်ကြသောဟုဤတေလာ အမျိုးသားပြိတ္တအပေါင်းတို့အားစင်ဆူလို့ဟု အာရုံကိုမှားထားသည့်အတိုင်အာရုံသည်ဤသေးလာအမျိုးသားပြိတက်အပေါင်းတို့အားဆင့်ဆူသောအခါသူတို့သည်တုံးတုံးမျောကြည့်၍မိုးတိမ်၌ထင်ရှားသောထာဝရဘုရား၏ဘုံတော်ကိုမြင်ရကြ၏ထာဝရဘုရားကလည်းဤသေးလာအမျိုးသားတို့သည် အပြစ်တင်နှင့်မိဒန်းသောအတန်ကိုငာကြားရပြီညဥ်ရန်၌တင်တို့သည် အမဲသားကိုစားရကြလိမ့်မည် နနိုင်ရန်၌လည်းမုတ်နဲ့ဝါရကြလိမ့်မည်ငါသည်တင်တို့ဤဖရာသခင်ထာဝရဖရာဖြစ်ကြောင်းကိုတိကြလိမ့်မည်ဟုသူတို့ကို ပြောတော်ဟု မောရှေအားမိတ်တော်မူ၏ညာဥယျာဉ်၌ငုံငှက်တို့ကိုတက်ကို အနှက်အပြားတက်လာကြ၏နနိုင်ရန်၌လည်းတက်ပတ်လေအရိပ်ရက်တွင်နှင်းကြလက်ရှိ၏ နှင်းတက်ပြီးသောအခါနှင်းခဲကဲ့သို့တေးတေးလုံးလုံးအရာသည်မြေမျက်နာပေါ်မှာရှိရစ်လေထိုအရာကိုဤတေလာ အမျိုးသားတို့သည်မြင်သောအခါအဘဲအရာနီးဟု မတိတော့ကြတယောက်ကိုတယောက်မေးကြမောရှိကလည်းဤအရာသည်တင်တို့စားစရာဘူးသာဝရဖျားပေးတနာတော်မူသောမုတ်ဖြစ်၏လူတို့သည် မိမိတဲ၌ရှိတော်သူအကြီးအတွက်နဲ့အညီလူအတီးကြီးစားလောက်အောင်တရတအောမဲစီတိန်းယူကြလောဟုသာရဖျား မိတ်တော်မူကြောင်းကို ပြန်ပြောလေ၏ဤတီလာအမျိုးသားတို့သည် ထိုတို့ပြု၍အနေအများ အလတ်တိန်းယူကြ၏အောမဲတောင်နှင့်ချင်ကြတော်အခါများများရတော်သူမပူနည်းနည်းရတော်သူ မလူ အတီးတီးတို့သည်စားလောက်အောင်တိမ့်ယူကြ၏မောရှိကလည်းနနက်တိုင်အောင်အဘဲသူမြမကြံစီနဲ့ဟု ဆိုတော်လဲအချို့တို့သည်မောရှိစကားကိုနားမထောင်ပဲနနက်တိုင်အောင်ကြံစီသဖြင့်ပိုးဖြည့်၍နန်လီတော်မောရှိသည်အမျက်ထွက်၏ထိုသူအတီးတီးတို့သည်နေ့တိုင်မိမိတို့စားလောက်သမျှကိုတိမ့်ယူကြ၏နေပူသောအခါ အရေးဖြစ်လေ6ရက်မြောက်သောနေ့၌မုတ်နှစ်ဆတီးဟုသောတရနှောမဲစီတိန်ရကြာ၏ထိုအကြောင်းကိုပရိသတ်အုပ်အပေါင်းတို့သည်မောရှိအားကြားပြောလေသူကလည်းနက်ဖြန်နေသည်ထာဝရဖျားရှိ၌တန်ရှင်းသောဥပုတ်နှင့်ငြိမ်ဝှစ်စွာနေရသောနေ့ဖြစ်၏မုတ်ကိုပေါင်းချင်သည့်အတိုင်းပေါင်းကြသော ပြုတ်ချင်သည့်အတိုင်းပြုတ်ကြတော့ကြံသောအရာကိုနက်နက်တိုင်အောင်စောင့်၍တူထားကြတော့ဟုထာဝရဘုရားမိန့်တော်မူကြောင်းကိုပြန်ပြောလေ။မောရှိမှားထားသည့်အတိုင်းနက်နက်တိုင်အောင်တူထားကြ၏။နန်ကြီးနဲ့ကင်းလို့၏ပိုးလည်းမရှိမောရှိကလည်းကြံသောအရာကိုယနေ့စားကြတော့ယနေ့ဒီထာဝရဘုရား၏ဥပုံနှင့်ဖြစ်၏။ယနေ့တွင် ထိုအရာကိုတော်၌မတွေ့ရ6ရက်ပတ်လုံးတိမ်းယူရကြ၏ဥပုံနှင့်တီးဟူသောခုနှစ်ရက်မြောက်သောနေ့တွင်မရှိမတွေ့ရဟုဆိုလေ၏ခုနှစ်ရက်မြောက်သောနေ့၌အချို့တို့သည်တိမ်းယူခြင်းကထွက်သွားရတွင်ရှာ၍မတွေ့ရကြထာဝရပြားကလည်းတင်တုတည် ငါပညာတရားတို့ကိုအဘယ်မြအကာလပတ်လုံးငင်းပယ်ကြလိမ့်မည်နီထာဝရဖျားဒီဥပုံနေကိုတင်တို့အားပေးတော်မူပြီးထို့ကြောင့်6ရက်မြောက်သော နေ့၌2ရက်အတွက်မုတ်ကိုပေးတော်မူ၏လူတိုင်းမိမိနေရာ၌နေစေ9ရက်မြောက်သောနေ့၌မိမိနေရာမှအဘယ်သူမြတ်မသွားစေနှင့်ဟုမောရှေအားမိန်တော်မူ၏ ထို့ကြောင့်လူများတို့သည် ခုနှစ်ရက်မြောက်သောနေ့၌ငြိမ်ဝှက်စွာနေကြ၏ဤသည်လအမျိုးသားတို့သည်ထိုစားစရာကိုမာနဟုခေါ်ဝေါ်ကြ၏နတ်နတ်စိကဲ့သို့ဖြစ်၍ဖြူသောအစင်းရှိ၏ပြားရည်နှင့်ရောသော မုတ်ကျွတ်နှင့်အရတာတူ၏မောရှိကလည်းတင်တို့ကိုအေဂုံတို့ပြေမှငါနှုတ်ဆောင်သောအခါတော၌တင်တို့အား ွေးသောမဟုတ်ကိုတင်တို့အမျိုးအစဉ်အဆက်တို့သည်မြင်စေခြင်းကသူတို့အဖို့တူထားရသောအောမဲတအောမဲကိုဖြည့်ကြလောဟုထာဝရဖေယမိန်တော်မူကြောင်းကိုပြန်ပြောလေ၏တပံအာရုံကိုလည်းဦးတလုံးကိုယူ၍မာနတအောမဲကိုအပြစ်ထည့်ပြီးလေတင်တို့လူမျိုးအစဉ်အဆက်ဖို့ ်စောင့်စီကြီးငါထာဝရဘုရားရှေ့တော်၌တူထားတော်ဟုဆို၍မောရှိကိုထာဝရဘုရားမှားထားတော်မူသည့်အတိုင်းထိုမာနတ်ကိုအာရုံစောင့်စီကြီးငါတက်တေတော်ရှေ့မှတူထားလေဤတိလအမျိုးသားတို့သည်လူနေရာပြည်တော်မရောက်မီတိုင်အောင်အနှစ်40ပတ်လုံးမာနတ်ကိုစားကြခါနန်ပြည်နယ်နမိတ်တော် မရောက်မီတိုင်အောင် မာနတ်ကိုစားကြတအောမဲမှုကအေဖာဆေစုတစုဖြစ်တည်း